။ဟောသမီးတို့အားလုံးမင်္ဂလာပါနော်။ဒီချက်ကတော့ဒုတိယရန်လူမှုရေးဘာသာရပ်ကိုသင်ကြားပေးမယ့်ဒီချက်နိုင်ဖြစ်ပါတယ်။အခုစာသင်ချိန်မှာအခန်းနှစ်ကျွန်ုပ်တို့ဟိကျောင်းဆိုတဲ့ခေါင်းစဉ်အောက်မှာရှိတဲ့သင်ခန်းစာနှစ်တက်မှာတင်းကျောင်းဝင်းအတွင်းရှိအရာများဆိုတဲ့သင်ခန်းစာလေးကိုသင်ကြားပေးမှာဖြစ်ပါတယ်။ တောင်းသမီးတို့ရေအခုပြထားတဲ့ပုံလေးကိုကြည့်ပြီးတော့မောင်မောင်တို့ကျောင်းဝင်းထဲမှာဗားရရှိလဲဆိုတာကိုဒီ channel ပြောကြည့်ရအောင်နော်။ဟုတ်ပြီ။မောင်မောင်တို့ကျောင်းဝင်းထဲမှာဟုတ်တယ်။ရောင်ဦးကြီးရုံများရှိတယ်။ဟုတ်တယ်။မုံစည်းဆိုင်နဲ့တွေ့ရတယ်။ဟုတ်ပြီးတော့ဟုတ်တာပေါ့။အမိုက်ကန်လေးလည်းတွေ့တယ်။ဟုတ်တယ်။မောင်မောင်ရဲ့စာသင်ခန်းကိုတော့မတွေ့ရဘူးလား။တွေ့ရတာပေါ့။ ဟဲ့တောင်းသမီးတို့ရေမောင်မောင်တို့ကြောင်းရေကြောင်းရင်လုံးအိမ်သာကိုရောမတွေ့ရဘူးလားတွေ့ရတာပေါ့ပြီးတော့ကြောင်းဆိုင်ခင်းကိုလည်းတောင်းသမီးတို့တွေ့ရမှာဖြစ်ပါတယ်ဟုတ်ပြီကြောင်းရဲ့ကစားခွင်းမှာစိုက်ပျိုးထားတဲ့တပင်းလေးကိုလည်းတွေ့မယ်ကြောင်းရဲ့ကစားခွင်းကိုလည်းတွေ့မယ်ဟုတ်ပြီအဲ့ဒါဆိုရင်တီချဲကတောင်းသမီးတို့ဘယ်လောက်ထိမျက်စိလှင်လဲဆိုတာကိုတီချဲကမေးကြည့်မယ်နော်တီချဲကိုပြောပါဦးတပင်းလေးဘယ်နှပင်တွေ့ရလဲဟုတ်တာပေါ့စစပေါင်း12ပင်မှာ ပြန်ဟုတ်ပြီတောင်းသမီးတို့ရေအဲ့ဒါဆိုလို့ရှိရင်ဒီ channel နဲ့အတူတူမမောင်တို့ចောင်းဝင်းထဲမှာဘာတွေရှိရလဲဆိုတာကိုလေ့လာပြီးပြီဆိုတော့ကဲဒါဆိုဒီစာတင်ချိန်မှာចောင်းဝင်းတွင်းမှာရှိတဲ့အရာကိုလေ့လာပြီးပြီဆိုတော့နောက်စာတင်ချိန်မှာចောင်းမှာရှိတဲ့သူတွေရဲ့အလုပ်အကြောင်းကိုလေ့လာဖို့ဒီ channel ပြန်တွေ့ကြမယ်နော်ကလေးတို့ဒီစာသင်ချိန်မှာတော့သင်ခန်းစာနှစ်သက်သက်မှာနှစ်

ကျောင်းဆရာမကြီးရဲ့ပုံကိုတွေ့ရမှာဖြစ်ပါတယ်။ကျောင်းဆရာမကြီးကကျောင်းနဲ့ပတ်သက်တဲ့ကိစ္စတွေအားလုံးကိုစီစဉ်ဆောင်ရွက်ပေးရတယ်။နောက်ရုပ်ပုံကြီးကတော့ကျောင်းစည်းတွေကမုတ်တွေရောင်းနေတာကို တွေ့ရမှာဖြစ်ပါတယ်။မုံစည်းတန်းတန့်ရှင်းရောင်းလေလုပ်ပေးရတာပဲ။ဟောနောက်ရုပ်ပုံလေးတစ်ပုံကတော့အထွေထွေလှုပ်သားကကျောင်းအုပ်ကြီးတာဝန်ပေးတဲ့အလုပ်တွေကိုလုပ်ကြရတယ်။ တောင်းသမီးတို့ရဲ့ចောင်းပန်ဝင်ခြင်းမှာရောဘသူတွေကဘာအလုပ်တွေလုပ်ကြလဲဆိုတာကိုမေးမြန်းဘူးကြရဲ့လားကိုတိချင်တဲ့အရာကိုမေးမြန်းတဲ့အခါတားတို့သမီးတို့ကကိုကိုကိုအရင်ဆုံးပိတ်ဆက်ပြီးတော့မိကုတစ်ခုချင်းကိုရင်ရင်ကြည်ကြည်မေးရမယ်နော်ဟုတ်ပါပြီတောင်းသမီးတို့ရဲ့ဒီသင်ငန်းစာလေးကိုဒီမှာပဲရန်နာကြရအောင်နော်ဒီချက်နဲ့နောက်စာသင်ချိန်မှာပြန်တွေ့ကြမယ်နော်